အားလုံးပဲမင်္ဂလာပါရှင်ခုတစ်ခေါက်မှာလဲ2012ခုနှစ် match လာထုတ်တကယ်ဖြစ်ရဲ့မှုကင်း magazine ဆိုတဲ့စာအုပ်လေးတဲကအိတ်ယူပဗေဒရဲ့လူပရိယဆိုတာလေးကိုဖတ်ပြပေးကြပါတယ်ရှင်လူပရိယဒေါ်တောင်းအေးရှိပါသလားခင်ဗျာ လူစီကားသောဈေးကြီးတစ်ဈေးတွင်ဒေါ်တောင်းကတစ်တီးမျိုးစုံရောင်းချနေသူဖြစ်၏ဆိုင်ခုံထိုင်တွင်ထိုင်နေသည့် ဒေါ်တောင်အေးက"သူမအားဒေါ်တောင်အေးရှိပါသလား"ဟု လာမေးသည့်လူစိမ်းကြောင့်မရှိပါဘူးရှင်။ထိုဖြေကို ကိုလူစိမ်းကဘဝင်မကြစိတ်ဖြင့်ထပ်မေးပြန်သည်။ဒေါ်တောင်အေးလည်းရေကျင်စိတ်ကိုမျိုးသိမ့်ထားလိုက်ရ၏။အမကြီးကဒေါ်တောင်အေးမဟုတ်ဘူးလားဗျာ။မဟုတ်ပါဘူးရှင်။ကျမကဒေါ်တောင်အေးညီမဒေါ်တောင်ရွှေပါရှင်။မနေ့ကမှရောက်လာတာပါ။ဒေါ်တောင်အေးကုံစင်းဝယ်လို့စိုက်မာထိုင်နေရတာပါ။ ဟုတ်လားတော်တော်တူတာပဲဒါဆိုသွားအောင်မယ်ဗျာထိုလူစိမ့်လဲဇဝေဇဝါဖြင့်ထွက်သွားတော့ဤဒီတော့မှသူမအားဆိုင်ရှိအလုသမားများကနားမလဲပုံဖြင့်မေးလိုက်ကြသည်ဒေါ်ကြီးကဒေါ်တောင်းအေးမရှိဘူးလို့ဘာကြောင့်ပြောလိုက်ရတာလဲဟင်ကျွန်တော်တို့တော့ဝင်ပြောတော့မလို့ခြေနေကြည့်နေရတာပါအေးမင်းတို့ကမြို့ပါမှမဝကြသေးတာပဲကိုမှတ်ထားငါလူတို့လူတိုင်းကိုလွယ်လွယ်မယုံကြနဲ့ ဆော့ဆော့ကမေးတဲ့လူကို ကြည့်ပါလား။သူသာ အတော့ကိုသိရင်ဒေါ်တောင်းရေးရှိပါသလားလို့မေးစရာမလိုဘူးကွ။ဒီလိုဇဝေဇဝါဖြစ်နေပုံကလိန်ညာဖို့တခုခု ရှိနေလို့ပဲပေါ့။ဟုတ်ပါမလားဒေါ်ကြီးရ။ငပြောထန်းသူမောင်ဖြိုးကမေးလိုက်ဤ။ဒေါ်တောင်းရေးကမောင်ဖြိုးကို မျက်စောင်းထိုးကြည့်ပြီးနောက်မင်းတို့သိအောင်ပြောပြမယ်။နားထောင်ကြတော့မင်းတို့မတိုင်ခင်မှာခင်ကျော်ဆိုတဲ့အလုပ်သမားတစ်ယောက်ရှိခဲ့တယ်။ခင်ကျော်ဟာ မဦးပင်ကနေတော့ဆိုင်မှာအလုတ်လာလုတ်တဲ့သူပေါ့အေးတနေ့တော့ခင်ကျော်ရေးခင်ကျော်ဩဒေါ်လေးဒီဆိုင်မှာအလုတ်လုတ်တဲ့ခင်ကျော်ရှိလားခင်ဗျာသူကကျွန်တော်တို့ရွာကပါဒေါ်လေးဒေါ်တောင်းအေးသည်ခင်ကျော်နမီကိုတကြောကြောခေါ်ရင်းမေးနေသည့်အမျိုးသားတယောက်ကြောင့်ခင်ကျော်အတိမိတ်ဆွေဟုယူဆရင်အေးရှိရဲကွမောင်ခင်ကျော်ရေးဒီမှာမင်းရွာကအတိရောက်နေတယ်ခင်ကျော်လဲ တည်တည်များကိုရွေးချယ်နေသည့်နေရာမှထွက်လာ၏ဒေါ်တောင်းဝေးကခင်ကျော်တို့ပြောနေသောစကားအားနားစွင့်နေ၏မင်းကိုရွာကမင်းမျိုးခေါ်ခိုင်းလိုက်တယ်ခင်ကျော်သူတို့ကမင်းတွေစားတောက်စရာတွေပါလာတယ်တဲ့အဲ့ဒါပစ္စည်းတွေလိုက်ယူအောင်အတော်ကျုပ်ခဏလိုက်သွားလိုက်အောင်မယ်နော်အေးအေးမြန်မြန်တော့ပြန်ခဲ့ကွယ်ဒီမှာလဲကုံတွေကြနေတယ်ဟုတ်ကဲ့ခမခင်ကျော်လဲသူ့မိတ်ဆွေနဲ့လိုက်ပါသွား၏ ဒေါက်တာဝေးကစိတ်ထဲတွင်တခုခုတော့စိုးထင်သွားမိ၏ခင်ကျော်သည်အလौဒမားပင်ဖြစ်တော်လဲမကြခင်ကမှသူ့လောက်အားခါဖြင့်ဝယ်ယူထားသော တကြက်သားရွှေဆွဲကြိုးကခင်ကျော်လေပင်တွင်တဝင်းဝင်းနှင့်မှာအော်သူ့မျိုးတွေနဲ့တွေ့ဖို့ပဲလေခင်ကျော်အစဉ်ပြေတာကိုတွေ့ရင်ဝမ်းသာကြမှာပဲငါကို၌ကအစိုးရင်ကြီးနေတာပါပဲလားဒေါက်တာဝေးတယောက်ခင်ကျော်အလာအားမျောနေရ၏ပေါ်မလာပေဒီတော့စိုးရင်သွား၏ နနက်ခင်းအချိန်ကလေးကထွက်သွားသည့်ခင်ကျော်မှာညနေဆောင်အချိန်မှပြန်ရောက်လာတော့သည် သူသွားစဉ်ကထောက်ဝစ်ထွားသော အပေါ်ရှက်အင်ဂျီနှင့်ရွှေဆွဲကြိုးမရှိတော့ပေခင်ကျော်သည်လည်းကြောင်တောင်တောင်နှင့်စိုင်တို့ပြန်ရောက်လာသည်ကိုဝမ်းသာရပေမည်သူ့လက်ထဲတွင်စာရွက်တရွက်ကင်ထား၏ဟဲ့ခင်ကျော်မင်းဘာဖြစ်လာတာလဲဖြောင်းကနေခက်ပြင်းပြင်းရိုက်လိုက်မှခင်ကျော်လည်းအသည့်ပြန်ဝင်လာပုံရ၏ သူ့လက်ထဲတွင်ကင်လာသောရွှေပောင်ချာစာရွက်ကိုကြည့်ပြီးသူကိုယ်တိုင်ဖြစ်ပျက်ခဲ့သမျှကိုမမှတ်မိတော့ပေ။သူမှတ်မိသလောက်ကိုပြောပြ၏။အတော်ကျုပ်ကျုပ်ကိုဟိုလူခေါ်သွားပြီးကျုပ်စီကဆွဲကြိုးကိုချွတ်ခိုင်းတယ်။ပြီးတော့အပေါင်ဆိုင်တစ်ခုမှပေါင်ခိုင်းတယ်။နောက်တော့ကျုပ်ကိုတွားတော့ဆိုပြီးပြန်လွတ်လိုက်တယ်ဗျ။အဲ့လူကိုကျုပ်တို့ရွာကလူထင်ပြီးလိုက်သွားခဲ့တာပါ။တွားပါပြီဗျာ။ကျုပ်ဆွဲကြိုးမရှိတော့ဘူး။ဟင်း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  ဒီတော့မှတို့စီအစွမ်းကြောင်ဆိုဒီကိုဒေါ်တောင်းဦးတယောက်နားလဲသွားတော့ဤခင်ကျော်ကိုယ်တိုင်သွားခဲ့သည့်အပေါင်ဆိုင်ကိုမမတ်မိ၍စိုက်မအလौဒမားတယောက်ကိုခေါ်ကာငွေ3သိန်းဖြင့်ဒေါ်တောင်းဦးကစိုက်ရွေးပေးခဲ့ရသည်ထို့နောက်ခင်ကျော်လည်းတိတ်မကြပေမဦးပင်တို့ ပြန်သွားခဲ့ဤ။ဩဒါကြောင့်မို့ဒေါ်ကြီးကအလိညာသမားနဲ့တွေ့မှာဆိုလို့မရှိဘူးလို့ပြောလိုက်တာကို ခင်ကျော်ကတို့စီမိသွားတာပေါ့နော်။ မောင်ဖြိုးကဒေါ်သားဝေးဤဆိုလိုရင်းကိုသဘောပေါက်သွားပြီးပြုံးလိုက်သည်ထိုပြုံးတွင်ဒိဗယ်များစွာရှိနေ၏အေးမင်းပြောတာတဝက်မှန်နေကြံတဝက်ကအတော်ကိုယ်တိုင်လူယုံတက်လို့တည်ခဲ့တာကွတို့စည်းဆိုတာတကယ်မရှိပါဘူးတို့စည်းမိတယ်ဆိုပြီးညာခဲ့လို့အတော်စီကငွေသုံးသိန်းပါသွားတာပဲဗျာဒီတခါအံ့ဩသွားသူကမောင်ဖြိုးဖြစ်၏မောင်ဖြိုးလည်း ဒေါ်တာဝီလဲ့စားလိညာခံရမှုကိုနားလည်သွားတော့၏ဒါကြောင့်မို့အတိမိတ်ဆွေတွေပါလို့ပြောပြီးဒေါ်တာဝီကငွေပေးလိုက်ပါလို့တောင်းခိုင်းနေဆိုရင်ဘယ်တော့မှမပေးနဲ့မယုံစားကြနဲ့အဲ့ဒါကိုမင်းတို့သိအောင်အခုကလေးကပြောပြထားမယ်အတော်လဲဘယ်တော့မှမတောင်းခိုင်းဘူးလူပရိယေတွေကိုကြောက်လွန်းလို့ပါကွယ်အိတ်ယူပါပေးတာဆက်လက်ပြီးတော့ဒီစာအုပ်လေးတွေကပဲရဲလေးဝါခေမရဲ့တံပိုးနှင့်လူဆိုတာလေးကိုဖတ်ပြပေးကြပါတယ်ရှင် တံပိုးနှင့်လူကလင်း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 ဟယ်လိုအမိတ်ရှိပါခင်ဗျာလှိုင်းရဲစကန်တာဝန်မူဒုရဲအုပ်အောင်စိုးခိုင်ပါဗာများအကူညီပေးရပါမလဲခင်ဗျာဆရာကျွန်တော်အင်းစိန်စေယုံကဥကင်းရဲတက်ချက်မျိုးနိုင်ပါဆရာတို့မျိုးနယ်ပြည်လန်းကစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကစောက်လုပ်စဲတိုက်ပေါ်ကလူတယောက်ပြုတ်ကြပြီးစေယုံရောက်လာလို့သတင်းပို့တာပါဟာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့အခုချက်ချင်းလိုက်လာခဲ့ပါမယ် ဒါနဲ့လူနာအခြေအနေကဘယ်လိုလဲဆရာလူနာအခြေအနေကတော့ရောက်ပြီး15မိနစ်လောက်အကြာအခုလေးတွင်ပဲဆုံးသွားပြီဆရာဒါကြောင့်တေမှုတေကင်းဖွင့်နိုင်ဖို့ဆရာတို့ကိုသတင်းပို့တာပါအေးဗျာစိတ်မကောင်းစရာပဲအခုကျွန်တော်စကမ်းမှုစီသတင်းပို့ပြရနဲ့ထွက်လာခဲ့ပါမယ်ဟုတ်ကဲ့ပါဆရာလေးစားပါတယ်လေးစားပါတယ်လိုင်ရဲစကန်တာဝန်မှုဒုရဲအုပ်အောင်စိုးခိုင်မှာရရှိသောဖုန်းသတင်းကြောင့်တာဝန်ဝိတရားများကအလိုအလျောက်၎င်းထံကြားရောက်လာ၏ ကြားရောက်လာသောတာဝန်ဝိတ္တရားများအတိုင်းအချိန်မဆိုင်ပဲစကမ်းမှုရဲအုပ်တန်ဝင်းထံတင်ပြခဲ့သည်တေမှုတေခင်ဖြစ်ပွားမှုတိုင်းအားစုံစမ်းစစ်ဆေးမှုသည်စကမ်းမှုဤများစွာသောတာဝန်များအနက်တစ်ခုအပါဝင်ဖြစ်သည်တာဝန်မှုတိုင်းကလည်းစကမ်းမှုကိုစားတနေ့တာအလှဲကျတာဝန်ထမ်းရွက်ရသူများဖြစ်၍ဝိတ္တရားကျေပွန်ရပေမည်ထို့ကြောင့်လိုအပ်သောပစ္စည်းနှင့်စားရွက်စားတမ်းများယူဆောင်၍အင်းစိန်ဆေးရုံနှင့်အခင်းဖြစ်အရက်တို့တွားရောက်ရန်ပြင်ဆင်ရတော့သည် တင်မှုတည်ခင်းဆိုသည်မှာလူသေးဆုံးမှုဖြစ်စဉ်တစ်ခုဖြစ်၍ဇုံရယောက်ဤပေါ်ဆမှုဒုမဟုတ်ပြောကားကြောင့်မဟုတ်ပဲဓမ္မတာအတိုင်းတည်ဆုံးခြင်းဟုတ်မဟုတ်စုံစမ်းစစ်ဆေးဆောင်ရွက်ခြင်းပင်ဖြစ်သည်တင်မှုတည်ခင်းအများစုမှာဓမ္မတာအတိုင်းတည်ဆုံးခြင်းဖြစ်တော်လဲတခါတည်းရန်အချို့သောတင်မှုတည်ခင်းများသည်ဇုံရယောက်ဤပေါ်ရော်မှုဒုမဟုတ်ပြောကားကြောင့်ပြစ်မှုကျူးလွန်ပြီးမှဓမ္မတာအတိုင်းတည်ဆုံးသည့်ပုံစံမျိုးပြုပြင်ပြောင်းလဲထားသည်များကိုကြုံတွေ့ရတတ်၏ ဥပမာ လူသက်မှုကျူးလွန်ပြီးမှကျိုးဆွဲချရေနစ်မီလောင်ရင်တိုက်မှုအစိတ်တောက်အမြင့်မှပြုတ်ကျဓာတ်လိုက်စသဖြင့်တေဆုံးဟန်အမျိုးမျိုးပြ၍အမှုအားလမ်းကြောင်းလွှဲနိုင်ရန်ကျူးလွန်ခြင်းပင်ဖြစ်သည်မြည်တို့ပင်ကျူးလွန်ကြသည်ဖြစ်စေအခင်းဖြစ်နေရာအခင်းဖြစ်အချိန်ရှိတက်ရှိတက်မဲ့တက်တည်များမှုကင်းဆိုင်ရာစေပညာများနှင့်တိတ်ပံနီးကျစမ်းသပ်မှုများ အကျိုးကြောင့်ဆက်ဆက်မှုနှင့်တဘာဝကြမှု ယုတ်တိတမှုရှိမရှိတို့ဖြင့်ချိန်ထိုးသုံးသပ်၍စုံစမ်းဖော်ထုတ်ကြရပေသည်ကဘာကျော်ရုပ်ရှင်မင်းသမီးဒိုင်ယာနာအဆိုတော်မိုက်ကယ်ဂျက်ဆင်တို့၏တည်ဆုံးမှုများသည်လည်းစိတ်ဝင်စားဖွယ်တင်မှုတည်ခင်းများဖြင့်ထင်ရှားပေသည်ထိုနည်းတူစွာမြန်မာနိုင်ငံ၌လည်းထင်ရှားသည့်တင်မှုတည်ခင်းများစွာရှိခဲ့ပေသည်မိတို့ပင်ဖြစ်စေအမှန်တရားကိုဖော်ထုတ်၍ဥပဒေနှင့်အညီအေးအေးယူဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဤတာဝန်ပင်ဖြစ်သည်တာဝန်မှုဒုရဲအုပ်အောင်စိုးခိုင်အကူစရေးတက်ကြက် တင်ခိုင်စိုးတို့အင်းစိန်စည်းုံရှိမှုကင်းရဲစခန်းတို့ရောက်ရှိပြီးတက်ကြက်မျိုးနိုင်နှင့်တွေ့ဆုံခဲ့ကြသည် မှုကင်းရဲတက်ကြက်မျိုးနိုင်ကရှင်းပြခဲ့၏ဆရာကြီးဘော်ဒီကတော့ရင်ခွဲရုံကိုပို့လိုက်ပြီးတည်ဆုံးသူရဲ့အချက်အလက်ကတော့နမီကိုမောင်မြင့်အသက်50နဲ့လာတာမှအခန်းကားနေတယ်ဆိုတာပဲသိရတယ်။ မိသားစုကိုတော့တည်ဆုံးသူရဲ့တငယ်ချင်းတယောက်ကသွားပြီးအကြောင်းကြားနေတယ်။အခုတော့စောက်လို့ရေးကုမ္ပဏီကတာဝန်ရှိသူနဲ့ကုမ္ပဏီဆရာဝန်အလုပ်သမားတွေပါလာကြတယ်။တက်ကြမျိုးနိုင်ကရှင်းပြပြီးနောက်ပဝင်းကျင်ရှိလူများနဲ့ဒုရဲအုပ်အောင်စိုးခိုင်ကမိတ်ဆက်ပေးသည်ပြီးနောက်ကဲဆရာမျိုးနိုင်ရေကျွန်တော်တို့ဘော်ဒီကိုအရင်သွားကြည့်ကြရအောင်။ဟုတ်ကဲ့ဆရာ။ဒုရဲအုပ်အောင်စိုးခိုင်တက်ကြတင်ခိုင်စိုး တက်ကြက်မျိုးနိုင်တို့ရင်ခွဲယုံတို့ရောက်ရှိစဉ်တေဆုံးသူကုံမောင်မြင့်၏ရုပ်အလောင်းအားလွဲကူစွာစစ်ဆေးနိုင်ရန်ရင်ခွဲယုံအဝရင်ပင်ချထားသည်ကိုတွေ့ရသည် ထို့နောက်ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်းပြမဒဏ်ရာများဖြစ်သည့်ရုံးကန်ရာအဝင်းကျင်တပ်တင်များ၏ထွက်ဆိုချက်အခင်းဖြစ်နေရာနှင့်မှုကင်းဆရာဝန်၏စေးစာပြန်ကြားချက်အရဓမ္မရာအတိုင်းတေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်သည်ထို့နောက် ဆောက်တော့ရေးဆိုင်မှတာဝန်ခံကိုခင်မဝင်းအားခေါ်၍ဖြစ်စဉ်အားမေးမြန်းရ၏ဖြစ်စဉ်ကဒီလိုပါစရာတေဆုံးတဲ့ကိုမောင်မင်းကကျွန်တော်တို့ဆိုင်မှာတစ်နေ့ကြက်လေးတောင်နဲ့ပယံနေစားလာလို့တာနှစ်ပတ်လောက်ရှိပါပြီသူနဲ့အတူတငယ်ချင်းနှစ်ယောက်လည်းအတူလှုပ်ခဲ့တာပါလွန်ခဲ့တဲ့နှစ်ရက်လောက်ကသူ့တငယ်ချင်းနှစ်ယောက်ကကြောက်ဝိုင်းကြိုက်ဝိုင်းနာကဆိုင်မှာလူလိုလို့သွားလို့တော့သူတယောက်တည်းကြံခဲ့တာပါ ဟုတ်ကဲ့အခင်းဖြစ်ပုံကို ပြောပါဦးအခင်းဖြစ်ချိန်ကလူဘယ်နှစ်ယောက်ရှိလဲခင်ဗျ အခင်းဖြစ်ချိန်ကနေ့လယ်ထမင်းစားနာပြီး7:45မိနစ်အချိန်ဖြစ်ပါတယ်။အလုတ်ပြန်စင်းချိန်မှာအခင်းဖြစ်တော့ site ထဲမှာကျွန်တော်တို့ရုံအဖွဲ့မှာပါအလုတ်သမားကြီး22ယောက်ရှိပါတယ်။ကျွန်တော်ကတော့ဆောက်လုတ်စဲတိုက်ရှိက ရုံငန်းထဲမှာရှိနေပါတယ်ဆရာ။အခင်းဖြစ်ပုံကနေ့လယ်7:00အချိန်ထမင်းစားဖို့ပုံမှန်နားကြပါတယ်။7:00 45မိနစ်အချိန်ကျတော့ကိုယ်လုပ်ငန်းအလိုက်အသီးသီးအလုတ်ပြန်ဝင်ဖို့ပြင်ကြတော့ကိုမောင်မြင့်ကပထမထက် ဝင်းစာခွင့်မိတ်ဒုတိယအလှကတိုက်ရှိမှာပယံအချောကင်မှုတယောက်တည်းပထမဆုံးတက်သွားပြီးညမ်းစင်မှုလုံနေပါတယ်။အဲ့ဒီချိန်ကြံတဲ့အလုတ်သမားတွေကမြင်းကြီးထက်မှာအလုတ်စင်မှုပြင်နေကြပြီးပထမထက်မှာတည်ဆုံးသူကိုမောင်မြင့်နဲ့ဒုတိယထက်မှာပယံစီယာနိုင်ဝင်းတို့ပဲရှိနေကြပါတယ်။ကိုမောင်မြင့်ကညမ်းစင်မှုရှေ့ဝရဏာကိုပဒင်းပေါက်ကနေခွာကြော်တော့အချိန်မထိန်နိုင်မဲဟန်ချက်ပြက်ပြီး ိမ်ရှိလေကားအထက်တမန်တလင်းအုတ်ခုံပေါ်ပြုတ်ကြပြီးလေကားကနေ၃လထစ်လောက်ဆက်ပြီးပြုတ်ကြခဲ့တာပါဟုတ်ကဲ့ဆက်ပြောပါအောင်ခမရအဲ့ဒါနဲ့ကျွန်တော်နဲ့ဝင်ထမ်းအလုပ်သမားတွေအားလုံးတမိုင်းလန်းစုံသားမှာရှိတဲ့ကုမ္ပဏီစည်းကမ်းကိုပို့ဖို့လုပ်တော့ကိုမောင်မြတ်သတိလစ်သွားပါတယ်ကုမ္ပဏီရုံးကန်းကဒေါက်တာနဲ့ပြပြီးအခြေအနေမကောင်းလို့အနည်းဆုံးအင်းစိန်စေးုံကိုပို့ခဲ့ကြတာပါစစ်ဆုံးသူကိုမောင်မြတ်ကအသောအစာရော ရှိသလားဗျကျွန်တော်မျက်မြင်တဲ့အလုပ်သမားတွေရဲ့ပြောစကားအရအလုပ်ထဲမှာတော့မရှိပါဘူးခမရ ကိုမောင်မြင့်အပေါ်ပထမထက်ကပြုတ်ကြတဲ့အချိန်အဲ့ဒီထက်မှာအခြားဘသူရှိသေးလဲမျက်မြင်သက်သေးတွေကရောဘသူတွေရှိသေးလဲခမကျွန်တော်ကရုံထဲမှာရှိနေတော့ပြုတ်ကြပြီးမှတွေ့ရတာပါအလုပ်သမားနဲ့ဝန်ထမ်းတွေပြောတာကတော့အဲ့ဒီအချိန်ပထမထက်မှာဘသူမှမရှိဘူးဗျပြုတ်ကြတဲ့အချိန်မြင်းကြီးထက်နဲ့အိမ်ရှိမှရှိနေတဲ့မျက်မြင်လူတွေကတော့အများကြီးရှိပါတယ်ခမဟုတ်ကဲ့ပါဗျာအဲ့ဒါဆိုပြီးမှအခင်းဖြစ်နေရကိုသွားပြီးလိုအပ်တာတွေဆောင်ရွက်ကြတာပေါ့ တူရဲအုပ်အောင်စိုးခိုင်နှင့်အဖွဲ့စေယုံတို့ရောက်ရှိနေသောအလုသမားများထံမှလည်းတိလိုသောအချက်အလက်များကိုမေးမြန်းကြ၏ထို့နောက်တင်ဆောင်သူဤဇနီးအားစောင့်နေရာတဏတဏီခန့်အကြာတွင်သွားခေါ်လာသူနှင့်ရောက်ရှိလာ၏တည်ဆုံးသူဤဇနီးမှာလည်းအသက်90ခန့်ပင်ရှိပြီးဖြာပုံမြို့နယ်ဘက်မှမိသားစုနှင့်အတူပြောင်းရွှေ့၍လာတာမြို့နယ်၌အခန်း၅ကစုပေါင်းနေထိုင်ကြောင်းသိရသည်။၎င်းနှင့်အတူတည်ဆုံးသူဤညီဖြစ်သူကိုလာမြင့်ဆိုသူလည်းပါလာပြီးရန်ကုန်တွင်အခြားဆွေမျိုးများမရှိသဖြင့် ကိုမောင်မြင့်ဤနိုင်ရေးကိစ္စကိုပြင်းပြအောင်ဆောင်ရွက်ရန်ကုမ္ပဏီမှတာဝန်ရှိသူ ကိုခင်မောင်ဝင်းတို့နဲ့ဆွေးနွေးနေကြသည်ဒူရဲအောင်စိုးခိုင်နှင့်တက်ကြက်တင်ခိုင်စိုးတို့မှစိယုံမှအခင်းဖြစ်နေရသို့ထွက်ခဲ့ကြသည်သူရဲ့အောင်စိုးခိုင်တဲ့အဖွဲခင်းဖြစ်နေရသူရောက်ရှိရာတိုက်မှာသုံးထက်လုံးချင်းတိုက်ဖြစ်ပြီးမြောက်ကားပါကင်ပါရှိသူကိုတွေ့ရသည်ဒီဆုံးသူကိုမောင်မြင့်ပြုတ်ကြသောပထမထပ်၌ညံတစ်ခုဆင်လက်ဆတွေ့ရသည် တိုက်မှာလုံးချင်းတိုက်ဖြစ်၍ တလွာချင်းစီအမြင့်မှာ12ပေခန့်ရှိ၏အပေါ်ထက်ဝရဏာများမှာအကာအယံမရှိသေးပဲတေဆုံးသူကုံမောင်မြင့်မှာညန်းစင်ရနေရာတို့တကားမကြီးမှမထွက်ဖဲအနည်းရှိ တပေခွဲခန့်အမြင့်ရှိသောပဒင်းပေါင်းမှခွာကြော်စဉ်အချိန်မထိန်နိုင်မဲဘောင်းမီမှာခွာကျင်း၍ခြေတုံမိပြီးဟန်ချက်ပြက်ကမြင်းကြီးကွန်ကရစ်ကျန်းပြင်မြေအောက်ကားပါကင်ဆင်းသောလှေကားဆောင်တို့မှောက်လျက်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းမျက်မြင်သက်သေများကထွက်ဆိုကြသည် ဗရန်ဒာ၏အကျယ်မှာသုံးမေခန့်ပင်ရှိ၍ဘေးမှမြည်သည့်အကာရံများမရှိကြောင်းတွေ့ရှိရသည်တေဆုံးသူကိုမောင်မြင့်ဤရုပ်အလောင်းအားစစ်ဆေးစဉ်ကအပေါ်ထက်12ပေသို့မဟုတ်73ပေခွဲခန့်အမြင့်မှ အောက်ထက်တမန်တလင်းအုပ်ခုံတို့ပြုတ်ကျသောသူဤဒံယာ၌ဥကောင်းတွင်မြည်သည့်ဒံယာမှမရှိခြင်းအတွက်တန်ရာဖြစ်မိ၏ထို့သောအခင်းဖြစ်နေရသို့ရောက်ရှိသောအခါမှအပေါ်ထက်ပြုတ်ကျသောနေရာနှင့်အောက်ထက်တမန်တလင်းအုပ်ခုံဆောင်တို့၏အနေအထားဒံယာအခြေအနေတို့အရ ုတ်ခုံဆောင်တို့ဝလျားမှောက်ပြုတ်ကြပြီးရာဘက်နဘေးဖြင့်ရိုက်မိကဥကောင်းမှအောက်ခံကျမ်းပြင်းနေမထီပဲအချိန်ဖြင့်လှေကားမှသုံးပတ်ခက်လိမ့်ကျခဲ့ကြောင်းတွေ့ရှိရသည် ပတ်ဝန်းကျင်၌မျက်မြင်သက်သေများမှလည်းအလौဒမား22ဦးနှင့်ကုမ္ပဏီဝန်ထမ်းများပါလျင်စုစုပေါင်း30ဦးဝန်းကျင်ခန့်ရှိ၍ပြစ်မှုတစုံတရာကျူးလွန်ခြင်းဖြစ်ကဧကံမုတ်ချသတင်းထွက်ပေါ်လာမည်ဖြစ်သည်ထို့ပြင်ချားပတ်ဝန်းကျင်သက်သေများလည်းရှိနေ၏ အခင်းဖြစ်အရာအမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတက်သေးများစစ်ဆေးခြင်းနှင့်အခြားရဲလုပ်ငန်းများကုန်စင်အောင်ဆောင်ရွက်ပြီးနောက်ဒူရဲအိုအောင်စိုးခိုင်တို့ရဲစခန်းတို့ပြန်လည်ထွက်ခဲ့ကြသည်မှုခင်းဖြစ်စဉ်အားတေမှုတေခင်းရေးဖွင့်ဆောင်ရွက်ပြီးအထက်ဌာနအသီးသီးတို့တရင်ပို့လိုက်၏ကိုမောင်မြင့်ကွယ်လွန်ပြီး9ရက်ခန့်အကြာတွင်ဒူရဲအိုအောင်စိုးခိုင်ထံသို့ ကိုမောင်မြင့်ညီဖြစ်သူကိုလာမြင့်နဲ့အသက်60ကျော်ခန့်အမျိုးသမီးတဦးတို့ရောက်ရှိလာ၏ကိုလာမြင့်၏မိဆက်ပေးမှုဖြင့် ကိုလာမြင့်၏အမဝမ်းကွဲဖြစ်ကြောင်းသိရပြီးအမိမာဒေါခင်ခင်များဖြစ်သည်ဒေါခင်ခင်များကလာရောက်ရခြင်းအကြောင်းကိုရှင်းပြခဲ့၏ကျမတို့လာခဲ့တဲ့အကြောင်းကတော့ဆရာရဲ့ကျမရဲ့မောင်ကိုမောင်မြင့်တည်ဆုံးနာနဲ့ပတ်သက်ပြီးဆရာတို့ရဲတပ်ဖွဲ့အနေနဲ့ဘလို့အေးအေးယူဆောင်ရွက်ပြီးသူတို့သက်ဆိုင်ရာကုမ္ပဏီကိုဘလောက်အထိအေးအေးယူနိုင်မလဲဆိုတာသိချင်လို့ပါ ျွန်တော်တို့ဘက်ကတော့အခုလက်ရှိတေမှုတေခင်းရေးဖွဲ့ဆောင်ရွက်ထားပါတယ်အမတေမှုတေခင်းရေးဖွင့်ပြီးစစ်ဆေးပေါ်ပေါက်ချက်အရဓမ္မတာအတိုင်းမဟုတ်ဘူးတစုံတယောက်ရဲ့ပြောကားကြောင့်ဆိုရင်တော့ပြစ်မှုဆိုင်ရာအရဆက်လက်အရေးယူသွားမှာပါဓမ္မတာအတိုင်းမတော်တဆပြုတ်ကြတာဆိုရင်တော့မှန်ကန်ခြင်းရှိမရှိတရားရုံးမှာဆက်လက်စစ်ဆေးဆောင်ရွက်သွားမှာပါဟင်ဒါဆိုရင်ကုမ္ပဏီကိုတော့ဘာမှအရေးမယူဘူးပေါ့နော် ျမတို့ဘက်ကလူတယောက်အသက်အသေးခံပြီးဆုံးရှုံးနေတာထားရတာနောက်ပြီးနိုင်ရေးကိစ္စမှာအကူအညီတာလောက်နဲ့ကုမ္ပဏီကရက်ပြီးအခုဘာမှရော်ကြေးကိုဆက်မပြောတော့ကျမတို့ဘက်ကအရန်နေနာနေရလေအဲအကြောင်းဆရာတို့ဘက်ကဘလို့များကူညီနိုင်မလဲလို့လာစုံစမ်းတာပါဒေါခင်ခင်မြ၏စကားကြောင့်သူရဲ့အုပ်အောင်ဆိုးခိုင်သူမကိုတေချာစွာကဲခတ်လိုက်ဤမဟုတ်မှလွဲရောကိုလာမြင့်ခေါ်လာဒီမှာ၎င်း၏အမမဖြစ်တန်ရာ အခင်းဖြစ်နေကလည်းရန်ကုန်တွင်အခြားမိသားစုဆွေမျိုးများမရှိကြောင်းပြောခဲ့ဘူးသည်ယခုဒေါခင်ခင်မြ၏ပုံတရံမှလည်းနှုတ်သီးကောင်းရှာပါနှင့်အဝိအစားကော့ပြန်နေအောင်ဝတ်ပြီးလက်ဝတ်လက်စားအပြည့်ဝစ်စင်ကဟန်ပန်မှပွဲစားမျိုးမျိုးအနက်မှပွဲစားတူဖြစ်လိမ့်မည်ဟုတွေးထင်မိသည်နိုင်ရေးပွဲစားသို့မဟုတ်အမှုပွဲစားဖြစ်လိမ့်မည်ဟုစိတ်မှမှတ်ချက်ချလိုက်သည်ဒေါခင်ခင်မြမ၎င်းအနေဖြင့်မြည်တို့ပေါရောက်မှုရှိကြောင်းနှင့် မည်သည့်ကိစ္စတွင်မည်သူကအကူအညီ၎င်းတို့ဘက်မှမပေးသဖြင့်မည်သူဖြစ်သွားကြောင်းစသည့်ကြွားလုံး၊လှန့်လုံး၊လေးလုံးများလဲပါ၏။ပွဲစားလှုပ်သက်တဘာကစကားပြောသည်ထက်ထို့ကြောင့်ဒုရဲအုပ်အောင်စိုးခိုင်ကဒေါ်ခင်ခင်မြအားပြန်လဲရှင်းပြရသည်။အမရဲ့ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ကတော့ဥပဒေပေါင်းတွင်းကနေကြောသားရင်သားမခွဲခြားဘဲဗတ်မလိုက်တန်းဥပဒေနဲ့အညီဆောင်ရွက်ပေးသွားပါမယ်။ဥပဒေရဲ့အထက်မှာမြေသူမြမရှိစေရဆိုတဲ့စကားအမကြားဘူးတယ်မဟုတ်လား။ ကိုမောင်မြင့်တည်ဆုံမှုနဲ့ပတ်သက်ပြီးအလုတ်သမားအခွင့်ရေးရအမတို့လည်းဥပဒေပေါင်းတွင်းကနေညှိနှိုင်းမှုကိုတောင်းဆိုနိုင်ပါတယ်။ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ကဒီလိုညှိနှိုင်းဖြည့်ရှင်းတောင်းခံပေးတာတွေလုပ်ပိုင်ခွင့်မရှိပါဘူး။ပြစ်မှုကြောင့်အရဓမ္မတာအတိုင်းတည်ဆုံခြင်းဟုတ်မဟုတ်တာစစ်ဆေးဆောင်ရွက်တာမို့လို့ငွေကြီးနဲ့ညှိနှိုင်းမပေးနိုင်တာကိုခွလွတ်ပါမှအခုကကျမတို့လည်းကုမ္ပဏီနဲ့စကားပြောတာမပြေလည်လို့မဟုတ်ပါဘူးကျမတို့ဘက်ကလူတစ်ယောက်လုံးတည်ဆုံပြီးသူတို့ဘက်ကနစ်နာကြေးပေးတာရမ်းနေလွန်းလို့ပါ ဒါကြောင့်ဆရာတို့စီကဘာအကူအညီများရမလဲလို့လာတာပါကိုလာမြင့်နဲ့ဒေါ်ခင်ခင်များတို့သူရဲ့အောင်ဆိုးခိုင်အားနှုတ်ဆက်ပြီးမျက်နာမသားမယားဖြင့်ပြန်ထွက်သွားကြ၏တည်ဆုံးသူတို့အတွက်၎င်းတို့ဘက်မှမြင်းမြနစ်နာကြီးတောင်း၍တစ်ဖက်မြမြင်းမြပေးသည်ကိုမသိတည်ဆုံးသူတို့ဤတန်မိုးသည်မြင်းမြရှိကြောင်းသူရဲ့အောင်ဆိုးခိုင် မတွက်ချက်တက်ပိတ်တာကတ်တာအလေးချိန်ဖြင့်လားပုတ်ပြက်လားမပြောနိုင် ဈေးထဲတွင်တော့ဝက်သားအမဲသားကြက်သားသူ့ဈေးနှင့်သူစုံလင်စွာရောင်းနေ၏ထို့အတူလူတယောက်၏တံမိုးကိုမြည်သည့်အရာဖြင့်တွက်ချက်နေကြပါသည်ကိုကျင့်တရားဂုံတိတ်ခပစ္စည်းပိုင်ဆိုင်မှုပညာအရေးချင်းမြည်သည့်တို့ဖြင့်နှိုင်းရှင်တွက်ချက်ကြသည်မသိနေရာဒေသနှင့်အချိန်ကာလအလိုက်စံနှုန်းထားမှုတော့ကွာနိုင်မည်ထင်၏ ကိုမောင်မြင့်ကွယ်လွန်ခဲ့သည်မှာနှစ်ပတ်ကျော်ခန့်ရှိမည်ထင်သည်စေးစာပြန်ကြားချက်အရအမြင့်မှပြုတ်ကျ၍နန်ယိုးချိုးပြီးဝမ်းတွင်သွေးရှံကတည်ဆုံးရခြင်းဖြစ်ကြောင်းသိရသည်တည်ဆုံးသူကိုမောင်မြင့်မြည်သည့်ဘုံဘွားရောက်နေသည်မသိကောင်းရာသူကတိလာပါစေဟုဆုတောင်းမိသည်ကျရည်သူကိုလာမြင့်မှာတော့လူမှုရေးဝန်ဆောင်မှုတစ်ခုမှလူတူဦးနဲ့ဒူရဲအုပ်အောင်စိုးခိုင်ထံထပ်မံရောက်ရှိလာ၏ဒူရဲအုပ်အောင်စိုးခိုင်ကဒေါခင်မြတ်မြအားဒေါခင်ခင်မြတ်အားလာ ခေါ်လာစဉ်ကအတိုင်းရှင်းပြနေစဉ်သူရဲ့အောင်ဆိုးခိုင်ထန်ဒေါခင်ခင်မြမဖုန်းဆက်လာခဲ့ပြန်၏ဆရာအခုကိုလာမြင့်နဲ့လာတဲ့လူကပွဲစားတွေကျမတို့နဲ့ဘာမှမပတ်သက်ဘူးဒီမှာတေဆုံးသူကုံမောင်မင်းရဲ့ဇနီးနဲ့ကျမတို့ကုမ္ပဏီနဲ့ရောအခင်းဖြစ်အိမ်ကအင်ရှင်နဲ့ရောညှိနှိုင်းလို့အဆင်ပြေနေပါပြီဟုတ်ကဲ့ဘလိုပဲဖြစ်ဖြစ်အဆင်ပြေတယ်ဆိုရင်ဝမ်းသာပါတယ်ခင်ဗျာ၎င်းနောက်ကိုလာမြင့်နဲ့အတူရောက်လာသောပုဂ္ဂိုလ်ကဒေါခင်ခင်မြနဲ့ပေး၍ဖုန်းပြောစီလိုက်၏ ိုလာမြင့်တယောက်မျက်နာမအီမသာဖြင့်ဒုတိယအကြိမ်နှုတ်ဆက်၍ပြန်သွားသည်အကိုဖြစ်သူအတွက်လားအခြားအကြောင်းအရာကြောင့်လားတော့တအံ့မသိလူပြည်မှအက်ဒစင်နှင့်နတ်ပြည်မှအက်ဒစင်ထိတ်တိုက်တွေ့နိုင်ရန်လွယ်၏လူဘွားတစ်ခုရရှိရန်ကထိုမြလောက်မလွယ်ကူဟုဒုရဲအုပ်အောင်ဆိုးခိုင်မှတ်သားဖူးသည်ထိုကဲ့သို့ရခဲ့လာသော လူဘွားတစ်ခုကိုမျက်စိတမိတ်လျက်တပြက်အတွင်ကျွေလင့်သွားရသူများမှမျက်စိအောင်၌ဒုနှင့်ဒေးပင်မြင်နေရသည် အင်မတန်ဝမ်းနည်းကြေကွဲဖွယ်နှင့်တံဝေကယူဝေရာပင်ဖြစ်သည်လူပြည်မှပင်နိဗ္ဗာန်သို့သွားရလမ်းရှိသည် လူဖြစ်တော်လဲဗုဒ္ဓသာသနာထွန်းကားခြင်းနှင့်တိုက်ဆိုင်ဖို့ရာခဲရင်လှပြန်သည်ထို့ကြောင့်သာသနာအတွင်းသာသနာထွန်းကားရာရက်၌လူဖြစ်တော်လူများအဖို့အသက်ရှင်လျက်သို့မဟုတ်သေဆုံးလျက်ရှိသူများကို နှစ်သက်ရာဆန်နှုံးမျိုးမျိုးထား၍တတ်မိုးဖြတ်နေကြသည်ကို ကြည်၍အံ့ဩမိသည်မိတို့ပင်ဖြစ်စေအချိန်ကာလတစ်ခုက မည်သူမျှမပါဝင်လဲအလိုလျောက်လွယ်ကူစွာဖြတ်တန်းကုံလွန်သွားမည်သာဖြစ်သည် လူဤတံမိုးကိုခန့်မှန်းဆုံးဖြတ်ရခက်မည်မှန်တော်လဲတံမိုးနှင့်လူများကရှိနေအောင်ပေမည်ရဲလီဝါခဲမဟုတ်ကဲ့ပါရှင်ဒီနေ့အတွက်တော့ဖတ်ပြတာဒီလောက်နဲ့ရန်နာလိုက်ပါမယ်နော်နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပေးခြင်းကြပါစေ